အားလုံးပဲမင်္ဂလာပါရှင်။အဲကျမဒီနေ့မှာတော့ကျမတို့တွေဒီမီးဘူးဆောင်ထဲမှာထားရတယ်ပေါ့နော်။စတီးဘတ်ပေါ့နော်။ OC ရဲ့စတီးဘတ်ရဲ့အနေလေးကိုပြပြချင်ပါတယ်။တန်ကျိုးတတိလေးကိုစုပြီးတော့ကျစ်ထားတဲ့စတီးဘတ်တွေဟာအိမ်ကြီးရဲ့မီးဘူးဆောင်တိုင်းမှာရှိတတ်တဲ့မီးဘူးဆောင်သုံးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ဒီစတီးအိုးတွေပြောင်းလဲဖို့ကျမတို့အင်ရှင်မတွေအသုံးပြရတဲ့ပစ္စည်းဟာဈေးသက်သာပြီးတော့အလွယ်တကူဈေးထဲမှာဝင်နိုင်ပါတယ်။ အတုံးချရလဲလွယ်ကူပြီးတော့စေးကြောစရာတစ်ခုဖြစ်လူတည်များတော့တဲ့ဒီပေါ်တော့စတီးဖတ်မှာစိုးကျိုးရရှိပြီးတော့အသက်အန္တရာယ်ကိုပါထိခိုက်စေတဲ့ပစ္စည်းတစ်မျိုးဖြစ်တယ်ဆိုတာကတော့တိတ်ပြီးတော့တတိမထားမိကြပါဘူး။အိုးစေးရင်စတိပတ်လေးတွေအိုးမှာကပ်ပြီးတော့ဟင်းချက်တဲ့အထဲပါသွားတာကြောင့်မလို့အသက်အန္တရာယ်ဆုံးရှုံးရတာတွေရှိပါတယ်။ဟင်းထဲပါသွားတဲ့စတိစာလေးတွေဟာစားတဲ့အခါမှာပါသွားပြီးတော့ဥနယံမှာစိုက်ဝင်ပြီးဥမာကြီးတစ်ခုလုံးပုတ်ပြီးတော့အသက်ပေးလိုက်ရတဲ့လူနာကြီးလည်းရှိပါတယ်။ အဲ့ဒါအပြင်ဒီစလီးဘက်လေးတွေက non stick အိုးတွေပေါ့နော်အဲဘက်ကအိုးတွေမှာသူတို့ရဲ့မျက်နှာပြင်မှာ ထိတွေ့တယ်ပျက်စီးသွားတယ်ဆိုလို့ရှိရင်စေးကြောတဲ့အချိန်မှာဒီမကတ်အိုးတွေရဲ့မျက်နှာပြင်ကအလွယ်တကူပြတ်တတ်ပါတယ်အဲ့ဒီအခါမှာဒီမကတ်အိုးတွေကထွက်လာရဲ့ပေါ့နော်ဒီအမုံအစားလေးတွေက အိုးထဲမှာပါပြီးတော့ချက်တဲ့ဟင်းထဲမှာပါသွားရဲဆိုလို့ရှိရင်ကျမတို့တွေအဲဖိုက်ထဲမှာအနေရှိနိုင်ပါတယ်။နောက်တန်ဈေးတတ်တာပေါ့နော်။စတီးဘက်ကိုသုံးပြီးရဲ့နောက်မှာရေထဲမှာမထားသင့်ဘဲနဲ့ဒီစတီးဘက်ကိုချအောင်သုံးဖို့လည်းလိုပါတယ်။တန်ဈေးထွက်လာတဲ့အခါမှာအိုးနဲ့ပတ်သက်ပြီးတော့တန်ရှင်းမှုပျောက်သွားပြီးကျမရေးအတွက်ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။အဲနောက်တစ်ခုကတော့ကျမတို့ရဲ့အသားရေပေါ့နော်။ စေးကြောတဲ့အခါမှာဒီစတိပတ်တွေဟာလက်တွေကိုထိခိုက်ရှာနာနေဖြစ်တတ်ပါတယ်။အဲနောက်ပြီးသွားရင် မတည့်တဲ့သူတွေဆိုလို့ရှိရင်တော့အလွယ်တကူရာရက်တတားတွေလည်းဖြစ်တတ်ပါတယ်။နောက်အစားအစာတွေကိုလည်းတန်ပုံတွေဝင်နိုင်ပါသေးတယ်။အဲ့တော့ဒီစတိပတ်တွေကိုတုံးဆွဲခြင်းအဖြစ်ကျမတို့တွေအဲအတုံးခံပြီးတော့မကောင်းတာပဲဖြစ်တတ်ပါတယ်အဲတုံးမယ်ဆိုလို့ရှိရင်လည်း 6လလောက်ပဲသုံးတင်တယ်6လတစ်ခါလောက်စတိပတ်ကိုလဲပေးတင်ပါတယ်နောက်သုံးတဲ့အခါမှာတတိထားတဲ့အချက်တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီခုနပြောတဲ့မသုံးတဲ့အိုးတွေရှိရပေါ့နော် nastic အိုးတွေဒီလိုမျိုးဆိုလို့ရှိရင်တော့စတိပတ်တွေမသုံးပါနဲ့နောက်ပြီးထပ်ပြီးတော့အကြံပြုချင်တာကစတိပတ်အစားကျမတို့သဘောဥပေါ့နော်တဘာဝထွက်တဲ့သဘောဥဒီလိုမျိုးကိုမိဖို့ကြောင့်ဒီမှာသုံးမိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှာ ကောင်းတယ်လို့အန်နီရလည်းမထိခိုက်ဘူးပေါ့နော်အဓိကအားဖြင့်တော့ခုနကပြောတဲ့ဒီစတီးဗတ်လေးတွေကဟင်းထဲမှာပါသွားပြီးတော့ဥမာကြီးမှာစိုက်တဲ့အခါမှာဥမာကြီးတစ်ခုလုံးပုတ်ပြီးတော့အန်နီအထိညားနိုင်ပါတယ်နောက်ပြီးသွားလို့ရှိရင်တချို့ကြတော့လေဒီဥမာကြီးမှာဒီလိုစတီးဗတ်လေးစိုက်နေရအောင်မတိပဲနဲ့ပေါ့နော်အဖိုင်လေးအောင်လို့ဆိုပြီးတော့တာမန်အဲလေထိုးလေအောင်စေးလေးတောက်တာမျိုးရှိတတ်ပါတယ်တကယ်ကတော့ဒီဥမာကြီးရဲ့အတွင်းတရံဒီမှာဒီ စိုက်နေတဲ့ပေါ့နော်ဒီစတိဘတ်လေးတစ်ခုကြောင့်မလို့အနေအရန်များပြီးတော့အသက်ထိခိုက်တဲ့အထိဖြစ်စေနိုင်တာမျိုးကိုမသိဘူး။နောက်ဒီစတိဘတ်လေးတွေကတချို့အချိန်မှာကျမတို့ bike ကိုအာအဲပေါ့နော်ဒီ bike 1 bike ကိုတက်မှတ်ရိုက်တဲ့အခါမှာလည်းမမြင်ရတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့နောက်ဆုံးအာကိုကအသက်ပေးလိုက်ရပြီးတဲ့အချိန်တုန်းကဒါဒီ body ကိုအခွဲစိတ်ကြီးရဲ့အချိန်မှာဒါတည်နိုင်တဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ် ဒါကြောင့်မို့လို့ဒီစတိပတ်တွေသုံးမယ်ဆိုလို့ရှိရင်တော့6လတစ်ခါလောက်လဲပေးဖို့အတွက်ကျမတို့ရဲ့အင်ရှင်မတွေကိုတတိပေးချင်ပါတယ်ရှင်။